အလုံးမင်္ဂလာပါဒီနေ့မှာတော့ထိုင်ဝမ်တွားလည်ခြင်းတဲ့သူတွေကျွန်တော်ကိုအမေးများတဲ့အတွက်ကြောင့်ထိုင်ဝမ်အလဲဗီဇာဘယ်လိုတင်ရလဲဆိုတာကိုကျွန်တော်တစ်ချမ်းမျှဝေပြပါမယ်တကယ်တော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကထိုင်ဝမ်တွားလည်မယ်ဆိုရင်ဗီဇာမလိုအပ်ပါဘူးဟုတ်ဒါပေမဲ့ TAC ဆိုတဲ့ Travel Authorization Certificate ကတော့လိုအပ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံသားအပြင် ကမ္ဘောဒီးယားအိန္ဒိယအင်ဒိုနီးရှားလာအိုနဲ့ ီယက်နမ်နိုင်ငံသားတွေသာဆိုရင်လည်းကျွန်တော်တို့ထိုင်ဝမ်အောင်တွားလိမ့်မယ်ဆိုရင်ဗီဇာမလိုအပ်ပါဘူး TAC ကိုကျွန်တော်တို့ online အနေနဲ့တင်ပြရတယ်ကျွန်တော်တို့ထိုင်ဝမ်ကို14ရက်တွားလိမ့်လို့ရမှာဖြစ်ပါတယ်အဲ့တော့ဒီ TAC တင်ရင်ကျွန်တော်တို့ဘယ်လောက်ပေးရလဲကျွန်တော်တပြားမှမပေးရပါဘူးကျွန်တော်တို့ TAC ကို online အနေနဲ့တင်ပြီးပြီဆိုတော့ねချက်ချင်း certificate ချက်ချင်းရပါတယ်ပြီးတော့တရားမှာပြေးရပါဘူးအဲ့အတွက်ကြောင့်ကျွန်တော်တို့ထိုင်ဝမ်အောင်တွားလိမ့်မယ်ဆိုရင် အဲတွားကန်နေကျွန်တော်တို့တပတ်လိုတာမွန်တရနေ့ရဲ့လိုချာမဒီတီစီကိုအွန်လိုင်းကနေတင်ပြီးတော့မှထိုင်ဝင်အောင်တွားလည်လို့ရပါတယ်။ဒါပေမဲ့ဒီလိုတင်တဲ့အချိန်မှာကျွန်တော်တို့တတိပြုရမှာလေတတိထားမယ်ဟာတွေရှိရဖြစ်တဲ့ကြောင်းဆောင်းရံဆောင်းရံလေးတွေကိုကျွန်တော်ဒီဗီဒီယိုကနေပြီးတော့မှရှင်းပြပေးမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်နဲ့အတူ TAC ဘယ်လိုတင်လို့ရမလဲဆိုတော့တစ်ချက်ကြည့်ကြည့်အောင်အဲ့တော့ကျွန်တော်တို့ TAC တင်မယ်ဆိုရင်ကျွန်တော်တို့ဒီ website ကိုတွားရပါမယ် ီ link ကိုကျွန်တော်ရဲ့ post မှာကျွန်တော်ရေးပေးထားပါမယ်အဲ့တော့ဒီ links ကိုဝင်ပြီးတော့မှကျွန်တော်တို့ဒီမှာနိုင်ငံသားကိုယူရပါမယ်အဲ့တော့ကျွန်တော်ကတော့ဒါမြန်မာလိုယူလိုက်ပါမယ်ဒါကတော့အဘာသာစကားပြောင်းတာဖြစ်တဲ့ကြောင့်တခြားယူလေမှာမှတော့မဖြစ်ပါဘူးပြီးရင်ကိုယ်နိုင်ငံသားပြန်ယူရမှာဖြစ်တဲ့ကြောင့်အခုတော့ကျွန်တော်မြန်မာလိုပဲယူပါမယ်ပြီးရင် next ကိုနေပါမယ်ဒါကတော့ဒါ process ကဘယ်လိုဖြစ်မလဲဆိုတော့သူဒေသိပြပြထားပါဒါဒီနိုင်ငံသားတွေကကျွန်တော်တို့အဲဒီ TAC တင်ပြီးတော့မှကျွန်တော်တို့ online ကနေပြီးတော့မှသတို့ကနေပြီးတော့မှဆင့်မယ်ပြီးရင် no နဲ့ yes ပေါ့နော်ပုံမှန်ကတော့ဒါ yes ကများပါတယ် no ကတော့ပုံမှန်တော့မဖြစ်ပါဘူး yes တိ yes ပဲဖြစ်တာနော်ပြီးရင်ဒီအောင်ကျွန်တော်တို့ print ထုတ်ပြီးတော့မှကျွန်တော်တို့နိုင်ငံအဲထိုင်ဝမ်သွားတဲ့အချိန်မှာဒီဒီ print ကိုကျွန်တော်တို့အဲ immigration မှာပြလိုက်တဲ့အခါကျွန်တော်နိုင်ငံဝင်လို့ရမှာဖြစ်ပါတယ်အဲ့တော့ next ကိုနေလိုက်ပါမယ် ။အဆိုရင်ဒီမှာမြန်မာလိုအသေးစိတ်ရေးပြထားပါတယ်သူ့ရဲ့အချက်လက်တွေပေါ့နော်။အာဘာတွေလိုအပ်တယ်ပေါ့နော်။ကိုယ်နဲ့ kait ညီမှုရှိမရှိပေါ့နော်ဘယ်လိုတွေရှိရဲဆိုတာ။အာအသေးစိတ်ကတော့ဒီမှာကိုယ့်အနေကိုဖတ်ကြည့်လို့ရပါတယ်။အဲ့တော့ဒီမှာဆိုရင်ဥမာ passport က6လတန်းရှိရမှာတော့ပေါ့နော်အာပြီးတော့ကိုတော့မဲ့ဟိုလက်မှတ်တွေပါပြရမယ်ဟိုလက်မှတ်တွေပါလင်းလက်မှတ်တွေပါလည်းကိုကပြနိုင်ရမယ်ဆိုတဲ့အချက်လက်တွေပေါ့နော်အချက်လက်တွေကတော့အများကြီးရှိတယ်ဒါကိုနဲ့ kait ညီမှုမရှိရတော့ရှိမရှိရတော့ဒေစိတ်ဒီမှာကြည့်ကြည့်လို့ရပါတယ်အဲ့တော့ကျွန်တော် next ကိုနေလိုက်ပါမယ် ဲ့တော့ဒီမှာဆိုရင်ဖောင်းကြလာပါပြီအဲ့တော့ဒီဖောင်းကိုကျွန်တော်တို့ဖြည့်ရမှာဖြစ်ပါတယ်ဖောင်းကအများကြီးအလောက်ကြီးမရှိတဲ့အကြောင်းကျွန်တော်တို့ချက်ချင်းအလောက်ကြီးအချိန်မပေးရပါဘူး9မိနစ်လောက်နဲ့ကျွန်တော်တို့ဒီ certificate ကိုကျွန်တော်ထုတ်လို့ရပါတယ်အဲ့တော့ပထမဆုံး nationality ကိုကျွန်တော်တို့မြန်မာရွေးပါမယ်ဒီနေရာမှာကျွန်တော်တို့မမပါစေနဲ့ကိုယ့်ရဲ့ nationality ကိုမြန်မာကိုတခြားရွေးပါပြီးရင်ဒီမှာ surname နဲ့ given name ကိုကျွန်တော်ဖြည့်ရပါမယ်။ဒီနေရာမှာလုံးဝသတိထားပါမယ်။ကျွန်တော်ဒီဒီ surname နဲ့ given name ကိုကျွန်တော် မှားပြီးတော့ဖြင်းမြင်တဲ့အတွက်ကြောင့်ကျွန်တော်ဒုက္ခရောက်ခဲ့မှုပါတယ်ကျွန်တော်လင်းတက်ခွင့်မရှိခဲ့ပါဘူး နာမည်ကကျွန်တော်တို့ပြောင်းလဲဖြစ်နေတဲ့အတွက်ကြောင့်ပါဒီမှာလည်းတူရေးပေးထားပါတယ် if you have only one name and other name in for ဆိုပြီး surname မှာပဲဒီလိုကျွန်တော်မြန်မာလူမျိုးတွေကဒါကျွန်တော်တို့မှာ surname မရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့က given name ပဲရှိရဖြစ်ပါတယ်ဒါပေမဲ့သူကကျွန်တော်တို့ရဲ့နာမည်ကို surname မှာပဲအကုန်ဖြည့်ပြီးတော့မှကျွန်တော်တို့ given name မှာတော့ space ကိုချပေးပါတယ်အဲ့တော့ကျွန်တော်သူပြောတဲ့အတိုင်းပဲ surname မှာကိုယ့်ရဲ့နာမည်ပြည့်စုံဒီမှာရေးလိုက်ပါမယ်မောင်မောင်ဆိုမောင်မောင်ပေါ့နော် ပြီးရင် given name ကိုကျွန်တော်တို့ဒီတိုင်းအလွတ်တိုင်းထားလိုက်ပါမယ် ပြီးရင် password နံပါတ်ဖြည့်ရပါမယ်။ဒါလည်းကျွန်တော် password ကိုကျွန်တော်ဒီတိုင်းအလွယ်ဖြည့်လိုက်ပါမယ်။ Okay password နံပါတ်ဖြည့်ပြီးသွားပြီဆိုရင်ဒီမှာဒါဒါဘာဘာမရအောင်ဆိုတော့တခြား password အာရှိရှိဟိုအတား passport နဲ့ TAC တင်ဘူးလားဗောနော်အာကျွန်တော်တို့မတင်ဘူးရဲ့အတွက်ကြောင့်ကျွန်တော် no လို့ပဲရွေးလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ passport ရဲ့ expire date က passport ရဲ့တက်တန်းကုန်တဲ့ချိန်ဗောနော်ဒါကိုယ့်ရဲ့ passport ကိုကြည့်ပြီးတော့မှကျွန်တော် passport အတိုင်းဖြည့်ရမှာဖြစ်ပါတယ်ပြီးရင် date of birth ကကိုယ့်ရဲ့မွေးန တက်ကလေးပေါ့နော်ကိုယ်မွေးနေတက်ကလေးကိုဒီမှာဖြည့်ရပါမယ်။အကျွန်တော်တော့လွယ်ဖြည့်လိုက်ပါမယ်။ပြီးရင်ဒါတော့အဲ sorry country of birth ဒါတော့ကိုမွေးရဲ့နိုင်ငံပေါ့နော်ဒါမြန်မာမှာဖြစ်တဲ့အကြောင်းကျွန်တော်တို့မြန်မာကိုဝယ်ယူလိုက်ပါမယ်။ပြီးရင်ဒါကိုယ်ရဲ့မွေးတဲ့အဲမြို့ကိုဖြည့်လိုက်ရပါတယ်မန္တလေးဟုတ်ကျွန်တော်တော့ပြီးရင် third ကိုကျွန်တော်တို့ may female ဒါကိုယ်ရဲ့ အဲကြာလာမှလာပေါ့နော်ဒါရွေးလိုက်ပုံနဲ့ပြီးရင်ဒါတော့ဒါကျွန်တော် flight number ပေါ့နော်အခု Taiwan Airlines တွားမဲ့လေယာဉ်ရဲ့ flight number ပေါ့နော် flight number ဥမာ CA ဘယ်လောက်ညာပေါ့နော်ကိုကိုအဲဒါလေယာဉ်ကတော့ကိုဟိုကေလို့ကို booking လုပ်ပြီးသွားပြီဆိုတော့အဲ့လေယာဉ်ရဲ့ဒီသူ့ရဲ့နံပါတ်ကုတ်ကိုရေးလိုက်အောင်ပါပဲအဲ့လိုမရေးရသေးဘူးဆိုရင်လည်းကိုစီးမဲ့လို့မှန်ထားတဲ့လေယာဉ်ရဲ့ကုတ်ကိုရေးလိုက်လို့ရပါတယ်အဲ့ဒါအားလောက်ကြီးပြဿနာမရှိပါဘူးပြီးရင် expedited entry date ကဒါ ထိုင်ဝမ်စဝင်မဲ့နေပေါ့နော်ထိုင်ဝမ်စဝင်မဲ့နေကိုကျွန်တော်တို့အတိအကျရေးပေးရပါမယ်အာဥပမာ၄လပိုင်းကျွန်တော်တို့အာ၅ရက်နေဝင်မဲ့ပဲဒါပေါ့နော်ဒါကတော့ occupation ဒါကိုယ့်ရဲ့အလုပ်ကိုင်းပေါ့နော်အလုပ်ကိုင်းကတော့ကိုယ်နဲ့ကိုက်ညီတဲ့ဟာကိုယူရပါမယ်ဒီလိုအာကိုယ်နဲ့ကိုက်ညီရမရှိဘူးဆိုတော့အားရအောင်ယူလိုက်ပါအာဥပမာ nurse တို့အာတခြားအများကြီးရှယ်ပေါ့နော်ဒေါက်တာတို့အာ ID တို့ပါပေါ့နော်အာကိုယ်နဲ့ကိုက်တာယူရပါပြီးရင်အမ် papa visit ဒါကတော့ကိုယ် တွားမဲ့ရည်ရွယ်ချက်ပေါ့နော်ကျွန်တော်တို့ကဒါအအလဲပက်တွားမှာဖြစ်တဲ့အကြောင်း sizing ကိုရွေးလိုက်ပါမယ်ပြီးရင် home address home address ကတော့လက်ရှိကိုနေတဲ့နေရာပေါ့နော်တကယ်လို့ကိုကအခုဂျပန်မှာရှိရဆိုတော့ဂျပန် address ကိုထည့်လိုက်ပါမြန်မာမှာရှိရင်တော့မြန်မာ address ကိုထည့်လိုက်ပါဒီကျွန်တော်ကတော့ဂျပန်ဂျပန်မှာရှိရတဲ့အကြောင်းဂျပန် address ကိုထည့်ထည့်ဂျပန်ကိုယူလိုက်ပါမယ်ပြီးရင်ဒီမှာကိုယ့်ရဲ့လိမ့်စာအပြည့်စုံကိုဒီမှာရေးလိုက်ပါတော့ကျွန်တော်ကတော့ဒါအလွယ်ပဲရေးလိုက်ပါမယ်ပြီးရင်ဒါ contact person အဲ and uh, contact information ဒါကတော့ဆက်တွေ့လို့ရမယ့်လူပေါ့နော်ဒါဆက်တွေ့လို့ရမယ့်လူကဒါဒါအဆင်ပြေတယ်လို့ထည့်လို့ရပါတယ်ကို့အဖေလည်းထည့်လိုက်လို့ရတယ်ကို့အကူလည်းထည့်လို့ရကို့မိန်းမလည်းထည့်ကို့ကြိုက်တယ်လို့ထည့်လို့ရပဲကျွန်တော်ကတော့ဥမာကို့အကူထည့်လိုက်မယ်ဆိုရင်အာကို့အကူထည့်လိုက်ပါမယ်ပြီးရင်ဒါအာလိပ်စာပေါ့နော်အိမ်လိပ်စာပြီးရင်ဖုန်းနံပါတ်အဲကျွန်တော်ကအလွယ်ထည့်လိုက်မယ်နော်ပြီးရင်ဖုန်းနံပါတ်နောက်တစ်ခါဒီလိုဖုန်းကတစ်ခုတည်းရှိရဆိုနှစ်ခုတစ်ခါတည်း အခုအတူတူထည့်လိုက်လို့ရပါတယ်ဘာမှမဖြစ်ပါဘူးဒါကဒါကမန်နေဂျာကဒါအိမ်ဖုန်းပေါ့နော်ဒါကတော့အမ်မိုဘိုင်းဖုန်းပေါ့ပြီးရင် relationship ကဥပမာကိုနဲ့ဘယ်လိုတော်ဆက်လဲဒါ brother ပေါ့ကိုရဲ့အခုဖြစ်တဲ့အတွက်ကြောင့်ပြီးရင် resident address resident residential address residential address ဆိုတာဘာကိုပြောအောင်ဆိုတော့ Taiwan မှာ tenant နေရာရဲ့ address ဖြစ်ပါတယ်ဒီလိုကိုကတငယ်ချင်းအိမ်မှာတဲမယ်ဆိုရင်တော့ဒီမှာ residential address ကိုဆက်လက်လုပ်ပြီးတော့မှကျွန်တော်တို့ထိုင်ဝမ်မှာတဲမယ် address ကိုဒီမှာရေးပေးပါဒီလိုကိုကမဟုတ်ဘူး hotel မှာတဲမှာဆိုရင်တော့ hotel hotel ကိုပဲကျွန်တော်တို့ဆက်လက်လုပ်ပြီးတော့မှအဟို hotel name ကိုဒီမှာရေးပေးလိုက်ပါတော့ဒီမှာလည်းသူရေးပေးတာနော် hotel name and address in taiwan လို့ရေးထားတာနော်အဲ့တော့ hotel name ဥပမာ sunshine hotel ပေါ့နော် အဲ country ကဥပမာကိုကဘယ်မြို့မှာတဲမှာလဲပေါ့နော်ကိုတဲမဲ့မြို့ပေါ့နော်ကျွန်တော်ဥပမာ Taipei ဆို Taipei ကိုရွေးလိုက်ပါမယ်ပြီးရင်ဒါ Fara content information ပြီးရင် Mara content information ဆိုတော့အဖေနဲ့မိရဲ့အချက်လက်တွေကိုဒီမှာဖြည့်ပေးရပါမယ်ဒါကတော့အရေးပေါ်အချိန်တွေလိုအပ်တဲ့အချိန်မှာတို့တောင်းမှာဖြစ်ပါတယ်အဲ့လောက်ကြီးအတိအကျ လောက်ကြီးအတိအကျမဖြည့်လေဘာမှတော့မဖြစ်ပါဘူးဒါကိုယ့်ရဲ့အလေးအရေးပေါ်အခြေအနေဖြစ်တဲ့ချိန်မှာသူတို့ဆက်တွေ့ဖို့အတွက်ဒါလိုအပ်တာဖြစ်ပါတယ်အဲ့တော့အဖေကတကယ်လို့အသက်ရှင်ရှိသေးရဆိုရင်အလိုက်ကိုယူပါမယ်အဖေကဝင်လွန်သွားပြီဆိုရင်တော့ဒီ disease ကိုယူပါမယ်အာဥပမာအာအဖေနာမည်ဥပမာမောင်ခင်ပေါ့နော်ခင်ခင်ဝင်းပေါ့ဥပမာ အဆင်ပြေလို့ဖြည့်လို့ရရယ်နော်။ဒါဆိုရင်လည်း address ကိုကိုအဆင်ပြေလို့ထွေးလို့ရရယ်။ပြီးရင်ဖုန်းနံပါတ်လည်းကိုအဆင်ပြေလို့ဖြည့်လို့ရရယ်နော်။အတကယ်လို့ဖုန်းနံပါတ်ရှိရင်ဖုန်းနံပါတ်အတိုင်းပြလိုက်ပါတော့။ဒါကကျွန်တော်အမြင်ပြလိုက်တာ။ပြစင်တဲ့အတွက်ကြောင့်အာပြီးရင်အမေနံပါတ်ဥပမာအာညံ့ပါဘော။ဟုတ်တယ်မလား။ပြီးရင် address address ကလည်းကိုယ်အဆင်ပြေလို့ကိုယ့်ရဲ့ address ကိုယ့်ရဲ့မြန်မာနိုင်ငံရဲ့ address ကိုပြလိုက်လို့ရရယ်နော်။ ပြန်တယ်လီဖုန်းနဲ့မရင်ထိုင်ဝမ်ဒါတော့ကိုယ့်ရဲ့တကယ်လို့ကိုဟိုတယ်မှာတဲမှာဆိုရင်ဟိုတယ်ရဲ့ဖုန်းနံပါတ်ကိုထည့်လိုက်လို့လည်းရတယ်။အဲဒါမှမဟုတ်ကိုကတကင်ချင်းမှာတဲမှာဆိုတကင်ချင်းရဲ့ဖုန်းနံပါတ်ကိုလည်းထည့်လိုက်လို့ရတယ်နော်။ဒါလည်းအဆင်ပြေလို့ထည့်လိုက်လို့ရပါတယ်။အဲပြီးရင် mobile phone နဲ့ဒါကတော့ထိုင်ဝမ်မှာရှိတဲ့ mobile phone ပေါ့နော်။ကိုကမရှိဘူးဆိုရင်ဒီဒီ net ဆိုတော့ကိုယူလိုက်ပါမယ်။နားကိုယူလိုက်မယ်နော်။ဆိုတော့ဒါဖြည့်ရမှာမဟုတ်ဘူး။ပြီးရင် application over overseas contact number ဒါကတော့အဲကိုယ့်ရဲ့ နိုင်ငံပေါ့နော်အခုလောလောဆယ်ကိုကိုကိုင်နေတဲ့ဖုန်းနံပါတ်ကိုဖြည့်ရမှာပါအာကိုကဂျပန်ဆိုရင်ဂျပန်ကိုဥပမာသူကဒီမှာရေးထားရင်တော့ please fill in country code country code ကိုလည်းထည့်ပေးပါဖြစ်တဲ့အတွက်ကြောင့်မြန်မာနိုင်ငံဆိုရင်တော့ plus 95ကိုထည့်ပေးပါဒီလိုကိုကဂျပန်မှာဆိုရင်တော့ plus 81ကိုထည့်ပေးပါအပြင်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုရေးမယ်။ပြီးအီးမေးအီးမေးအားကိုဖြည့်ချင်လည်းရတယ်မဖြည့်ချင်လည်းရတယ်မဖြည့်ချင်ဘူးဆိုရင်တော့နားကိုထည့်လိုက်ပါဖြည့်ချင်တယ်ဆိုရင်တော့ဒီမှာကိုယ့်ရဲ့ email address ကိုဖြည့်လိုက်ပါ ကေနောက်ဆုံးအချက် special requirement special requirement ကကိုကတခြားနိုင်ငံကိုတွားခဲ့ဘူးတဲ့ဟာရှိရဆိုရင်ကျွန်တော်တို့ဒီမှာပေါ်ပြရမှာပါတကယ်လို့ကိုကဂျပန်မှာနေရဆိုရင်ကျွန်တော်တို့ဂျပန်မှာနေတဲ့ resident card ကိုဖြည့်လိုက်လဲရပါတယ်တကယ်လို့ဂျပန်ကိုတွားလဲဘူးတဲ့ဒီနိုင်ငံတွေကိုတွားလဲဘူးတဲ့ဆိုရင်ဒီနိုင်ငံတွေရဲ့အချက်လက်တွေကိုကျွန်တော်တို့ဖြည့်ရမှာဖြစ်ပါတယ်အဲ့တော့လောလောဆယ်ကတော့ဒါကျွန်တော်ကဂျပန်မှာနေရဆိုရင်ဂျပန်ကိုရွှေ့လိုက်ပါမယ်ပြီးရင်ဒါအာဗီဇာလားပေါ့နော်ဂျပန်ကိုကိုတွားလဲဘူးခဲ့ရလား တွားလဲဘူးရယ်ဆိုတော့ non visa ပေါ့နော်တကယ်လို့အဲ့မှာဂျပန်မှာနေရယ်ဆိုတော့ non resident ဆိုတာကိုယူရပါမယ်ကျွန်တော်ကတော့ဂျပန်မှာနေရတဲ့အကြောင်း resident ကိုယူလိုက်မယ်နော်ပြီးရင် number number ကတော့ဒါကိုယ့်ရဲ့ဂျပန်မှာနေရယ်ဆိုရင်ဒါ resident card ရဲ့ number ပေါ့နော်တကယ်လို့ကွက် visa ဆိုရင်တော့ visa ကိုယူပြီးတော့မှဒီမှာ visa ရဲ့ number ကိုယူပေးရမှာမယ်ပြီးရင်အဲဒီမှာအာ expire date ပေါ့နော် အစ်စပါယာဒိတ်ဒါကိုကအရင်တော့တွားခဲ့ရဆိုရင်ကိုတွားခဲ့တော့ကအစ်စပါယာဒိတ်ကိုဖြည့်လိုက်လို့ရပါတယ်အဆင်ပြေတယ်လို့ဖြည့်လိုက်လို့ရပါတယ်ပြီးရင်ဒေယော entry ဂျပန်ရောကိုရီးယားဒါကတော့ကိုစပြီး entering ကိုအဲ့နိုင်ငံဝင်ခဲ့တဲ့ရက်ပေါ့နော်ကျွန်တော်ကဒီဂျပန်ကိုလာတော့ကအမ်ဟိုဟာဘယ်ရက်ဆိုပြီးတော့မှအဲ့ရက်ကိုကိုကနေကိုဒီမှာဖြည့်လိုက်လို့ရပါတယ် ဲ့တော့ဒါအားလုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့အဲတစ်ချက်အပြီးရင်လည်းစစ်လို့ရတယ်နော်ပြီးရင်လည်းစစ်လို့ရတဲ့အတွက်ကြောင့်ကျွန်တော်တို့ next ကိုနှိပ်လိုက်ပါမယ်ဒါတော့ကျွန်တော်တို့အဲခုနကကျွန်တော်တို့ဂျပန်ဗီဇာကိုရွေးရတာဖြစ်တဲ့အတွက်ကြောင့်အဲတကယ်ဟိုဟာဖြစ်တဲ့အချိန်မှာကျွန်တော်တို့ဒီဂျပန်ရဲ့အဲနဲ့ပတ်သက်တဲ့အဲဗီဇာဒါမှဝင်ကျွန်တော်တို့ဆိုရင်ဒီဂျပန်မှာနေရလို့ဆိုရင် resident card ပေါ့နော်အဲကောင်တွေကိုယူသွားရပါမယ်အဲကောင်ကိုပြပြဖို့လိုရယ်ဆိုတဲ့အိဗယ်ပေါ့နော် အဲ့ဒါကိုကျွန်တော် chess လုပ်မယ်ပြီးရင် okay ကိုနှိပ်လိုက်မယ်နောက်တစ်ခုကကျတော့ဒီ application တင်တဲ့လူတွေရတဲ့ဒီ special requirement ပေါ့နော်ဒီအောက်က requirement ကိုလုံးဝတစ်ခုခုရှိရမယ်ဒီနိုင်ငံတွေကိုတခြားသူပြထားတဲ့နိုင်ငံတွေကိုကျွန်တော်တို့တွားဖို့ရမယ်အဲ့ဒီ chess လက်တွေရှိမှကျွန်တော်တို့အဲတွားလို့ရရဲ့ဆိုရင်အိဗေကိုပြောပြပေးထားဖြစ်ပါတယ်ပြန်ဒါသူကဒီဒီ certificate နဲ့ကျွန်တော်တို့ထိုင်ဝမ်ကိုတစ်နှစ်အတွင်းကိုကျွန်တော်6ကြိမ် ဝင်လို့ရရဲဆိုတဲ့အတိတ်ပဲပေါ့နော်အဲ့တော့ပြီးရင်နောက်ဆုံးကျွန်တော်တို့ passport ဆိုရင်လည်းကျွန်တော်တို့တတန်းရှိရဲ့ passport ကိုကိုင်းဆောင်ထားရမယ်ဆိုတဲ့ချက်လဲပေါ့နော်ဒါကတော့ daisy ဒီမှာပြန်ဖတ်ချင်လို့ရပါတယ်ကျွန်တော်တို့အကုန်လုံးဒါ check လုပ်လိုက်ပါမယ်လုပ်ပြီးတော့ okay နှိပ်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ပြန်ပြီးရောစစ်ကြည့်လို့ရပါတယ်ကိုယ့်ရဲ့အချက်လက်တွေမှန်မှန်မှန်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့နာမည်ကอืมကိုယ့်ရဲ့နာမည်က passport မှာပေါ်ပြရတဲ့အတိုင်းနာမည်အတဲဖြစ်လားမဖြစ်လားသတိထားပေးပါကျွန်တော်တို့ကကျွန်တော် ရှာရှိပြီးတော့ကျွန်တော် passport နံပါတ်ကိုခွဲပြီးတော့ဖြည့်လိုက်တဲ့အတွက်ကြောင့်ဒီမှာနံပါတ်ကပြောင်းပြန်ဖြစ်သွားပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်လေရင်တက်ခွင့်မရပါဘူးလေရင်လက်မှတ်ကျွန်တော်ဝယ်ပြီးတော့မှပတ်စံနေအများကြီးဆုံးချုံသွားပါတယ်အဲ့တော့ကျွန်တော်လုံမဖြစ်အောင်ကျွန်တော်တို့ခုနနံပါတ်နေရာမှာကျွန်တော်တို့တစ်လုံးလေးကိုခုနနံပါတ်ပြည်စုံမယ်ဖြည့်ပေးပါတော့ဒါကိုယ့်ရဲ့အချက်လက်တွေမှန်ပြီဆိုရင်ကျွန်တော်တို့ဒီမှာအဲဒီသူပြထားတဲ့ကုတ်ကိုကျွန်တော်တို့ဒီမှာခြေလိုက်ပါမယ်သူပြထားတဲ့ကုတ်ကိုရေးပြီးတော့ပြီဆိုရင်ကျွန်တော်တို့ အာ set mic ကိုနှိပ်လိုက်မယ်နော်โอเคနှိပ်လိုက်မယ်ဒါဆိုရင် ကျွန်တော်တို့ချက်ချင်းကျွန်တော်တို့ဒါအာကုတ်ဟိုဟာ certificate ကချက်ချင်းရသွားပြီဆိုရင်အိပဲပါအဲ့တော့ဒီမှာကျွန်တော်တို့ print ဆိုတဲ့ဟာရှိရဲ့ဒီကနေပြီးတော့ကျွန်တော်တို့ print ထုတ်လို့ရပါတယ်အဲ့တော့ကျွန်တော် print ကိုတစ်ချက်နှိပ်လိုက်မယ်နော်အာဆိုရင် ကျွန်တော်တို့ဒီမှာ download လုပ်သွားပါပြီအဲ့တော့ဒီကောင်ကျွန်တော်ဖွင့်ကြည့်လိုက်မယ် ဒါဆိုရင်ကျွန်တော်တို့ဒီ certificate ရတော့ပါပြီအဲ့တော့ဒီ certificate ကိုကျွန်တော်တို့အဲထိုင်ဝမ်ဝင်တဲ့အချိန်မှာကျွန်တော်ပြလိုင်ရပါပြီအဲ့တော့ကျွန်တော်အခုဆိုရင်ကျွန်တော်ဖြစ်ချင်တာကျွန်တော်ဒီတိုင်းဖြစ်လိုက်တာလေသူကပေးဟိုဒီကောင်ကလူနဲ့စက်တာမဟုတ်တဲ့အတွက်ကြောင့်သူက automatic သူက machine ရနေပြီးတော့သူကပေးရဖြစ်တဲ့အတွက်ကြောင့်အာကိုအဆင်ပြေအောင်ဖြည့်လေသူတို့ကပေးပါတယ်ဒါပေမဲ့ဒီနံပါတ်တွေရောကိုကနဲ့ကိုပြန်ပြီးတော့စစ်ပေးပါသူတို့ကတော့လူနဲ့စစ်မှာမဟုတ်ပါဘူးအဲ့တော့ကြောင့် passport number တွေကိုရဲ့နံပါတ်တွေပြီးရင် ကိုယ့်ရဲ့မွေးတက်ကလေးတွေ passport တက်တန်းတွေဒီကိုယ်နဲ့ပတ်သက်တဲ့ဒီအချက်လက်တွေအကုန်လုံးကျွန်တော်တို့ပြန်ပြီးတော့ဒီချာစစ်ပေးပါမှားတယ်ဆိုရင်နောက်တစ်ခေါက်ပြန်တင်ပါဒီကနေဘယ်နှခေါက်ပဲပြန်တင်တင်လို့ရပါတယ်ပြန်ပြီးတော့တင်ပါအဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင် ကျွန်တော်တို့အဲဒီ expire date ကိုလည်းတူရေးပေးထားတယ်ဒီဒီဟိုကကျွန်တော်တို့အခုစတင်တဲ့ရက်ကျွန်တော်ဒီနေ့ဆို2024ရက်တင်တာဖြစ်တဲ့အတွက်ကြောင့် နှလားပိုင်း24ရက်နေ့၅လပိုင်း25ရက်25ရက်နေ့ဆိုတော့3လအတွင်းပေါ့နော်ထိုင်ဝမ်ကိုတွားလို့ရပါတယ်ဘယ်နှစ်ရက်တွားလို့ရလဲဆိုတော့14ရက်တွားလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒါ free fee လဲပေးစရာမလိုတပြားမှလည်းပေးစရာမလို certificate ချက်ချင်းထုတ်လို့ရပါတယ်အဓိကကဒီချက်လက်တွေကိုကိုယ့်နဲ့ကိုတိကျပြန်စစ်ပေးပါတို့ကလူနဲ့စစ်တာမဟုတ်တဲ့ဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ချက်လက်တွေကိုကိုရေးထားတာကမှားနေရဆိုရင်ကျွန်တော်တို့ဒေရင်တက်တဲ့ချိန်မှာဒုက္ခရောက်မှာဖြစ်ပါတယ်အဲ့တော့ဒီလောက်ဆိုရင်ကျွန်တော်တို့ထိုင်ဝမ်တွားဖို့အတွက် အမ်ဒီ TAC ကိုဘယ်လိုတင်ရလဲဆိုတာကိုကျွန်တော်တို့တီးပြီးလုပ်တင်ပါတယ်။အားလုံးကျေးဇူးများကြီးတင်ပါတယ်။